2025ကုန်မှု3လပဲကျန်တော့တယ်။ခုအချိန်မှာမိတ်ဆွေတို့ရဲ့ရည်မှန်းချက်တွေရဲ့85ရာခိုင်နှုန်းလောက်ထိမပြည့်ဘူးဆိုရင်နှစ်ကုန်တဲ့ခါကျရင်ဒီနှစ်ဆတ်တတ်မှတ်ခဲ့တဲ့ရည်မှန်းချက်တွေပြည့်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလေ။အဲ့လိုမဖြစ်တာကမိတ်ဆွေတို့အခုကျွန်တော်ပြောတဲ့အချက်3ချက်ကိုမျက်ကွယ်ပြုခဲ့လို့ဖြစ်ပါတယ်။နံပါတ်1အချက်ကကျွန်တော်တို့ဒီရည်မှန်းချက်ကိုတတ်မှတ်မယ်ဆိုတာသိတယ်။ဒါပေမဲ့ရည်မှန်းချက်ကိုစနစ်တကျမတတ်မှတ်ခဲ့လို့ဘယ်ရည်မှန်းချက်ဦးစားပေးရမလဲ။ဘယ်ရည်မှန်းချက်ဒီ မလုပ်လဲရလဲဆိုတဲ့ဟာ prioritization လောက်တာ ರೀ ဘယ် email ချက်ကိုဘယ်လမှာဘလောက်အတွင်းမှာလုပ်ပြီးတော့တကယ်လို့ဒီ email ချက်အတိုင်းမပြည့်စုံခဲ့ဘူးဆိုရင်ငါဘယ်လိုပြောင်းလုပ်ရမလဲဆိုတဲ့ backup plan တွေမထားခဲ့လို့နောက်တစ်ခုကကျတော့ဒီ email ချက်တွေကိုစနစ်ကြတဲ့ calendar တွေ to do list လောက်တဲ့ဟာမျိုးတွေမှာတည်တည်ချာချာမလုပ်ထားခဲ့လို့အဲ့တော့ဒီနှစ်ရီမှန်းချက်ကပြည့်စုံမှုတော့ကိုမဖြစ်နိုင်ဘူးအပ္ပမအောင်ဆုံးတစ်ချက် နံပါတ်1ချက်ကကျတော့ကျွန်တော်တို့ကရီမန်းချက်တွေပဲပြောင်းသွားပဲမယ်ကျွန်တော်ကိုကျွန်တော်မပြောင်းလဲဘူးကျွန်တော်တို့အလေးချက်ဟောင်းနေတယ်ပဲနေတယ်ကျွန်တော်တို့တွေးကောဟောင်းနေတယ်ပဲနေတယ်ဆိုရင်ကျွန်တော်တို့နှစ်တစ်တစ်ခုရောက်ဖို့ဆိုတာမဖြစ်နိုင်မိတ်ဆွေ2024ရမိတ်ဆွေပဲနောက်25မဖြစ်သေးဘူးအဲ့တော့ရီမန်းချက်ပြောင်းတိုင်းမှာ ကျွန်တော်တို့ကကိုယ့်ရဲ့ character building လုပ်ရတယ်ကိုလိုချင်တဲ့လူတယောက်အစ်စ်တယောက်ဖြစ်အောင်ပြောင်းလဲရတယ် mindset change လုပ်ရတယ် shift လုပ်ရတယ် ါတွေကြံခဲ့ရင်အလုပ်မဖြစ်ဘူးအဲ့တော့ personal development plan ကိုတေချာလေ့လာပြီးတော့လုပ်မှရမယ်ဒါမလုပ်ခဲ့လို့လည်းဖြစ်နိုင်တယ်နောက်ဆုံးတစ်ချက်ကကြတော့ပဝင်းကျင်အခြေအနေကျွန်တော်နိုင်ငံရဲ့အခြေအနေကျွန်တော်စီးပွားရေးဘာညာအကုန်ပေါ့ဗျာအဲ့ဒီအခြေအနေတွေအားလုံးကမျက်နှာသာမပေးလို့ဖြစ်တာဆိုတော့ဒီအချက်၃ချက်ထဲမှာဘယ်ချက်ကအဓိကမိတ်ဆွေတို့ကိုအနောက်ရှက်ဖြစ်ခဲ့လို့မိတ်ဆွေတို့လိုချင်တဲ့ရွယ်ချက်မရတာလဲကွန်မန့်ပါဝင်ပြသွားလို့ရပါတယ် အဲ့တော့နောက်နှစ်ကြာရင်လည်းကျွန်တော်တို့ဘာတွေလုပ်မလဲဆိုတဲ့ဗီဒီယိုမျိုးကိုလာမယ့်ရက်ဒီမှာကျွန်တော်တင်ပြသွားပါမယ်အားလုံးပဲခုလိုနှာထောင်ပြတဲ့တဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နာမည်ပြေဖို့မှာဂျီဝမ်စကပါဝင်ငွေတိုးချင်တာပဲဖြစ်ဖြစ် personal development မှာလေ့လာချင်တာပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ step by step တိကျသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကို join ထားလို့ရပါတယ်ပြေဖုံးဂျီဝမ် S ဆိုပြီးတော့ Telegram မှာ share လုပ်လို့ရတယ်လို့ကျွန်တော်ရဲ့ TikTok bio မှာတင်ထားတဲ့ link အနေနဲ့တစ်ဆင့်ဝင်ပြီးတော့လဲ join ထားလို့ရပါတယ်